ကျော်ကြီးတို့စာတင်ခန်းကတော့ထုံးစံတိုင်းစာတင်ခန်းထဲမှာစာမတင်မဲကစားတဲ့သူကကစားစကားများတဲ့သူကများနဲ့ကြည့်ရတာတော်တော်ပြင်းစရာကောင်းပါတယ်။ကျော်ကြီးလည်းစာမတင်မဲနဲ့စပွဲပေါ်မှာလှဲနေတဲ့ချိန်တယောက်ယောက်ကဖုန်းဆက်လာပါတယ်။ကျော်ကြီးဖုန်းကန်လိုက်တဲ့ချိန်တစ်ဖက်ကဘာမှမပြောဘဲနဲ့နေနေလို့ကျော်ကြီးလည်းဒီကောင်ပါလားဟလို့တွေးပြီးဖုန်းကိုတခြားပြက်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲရုပ်တရက်ကျော်ကြီးတို့စာတင်ခန်းတကားထူထန်ကိုအားလုံးကြားလိုက်ရပါတယ်။ အားလုံးကအတန်းထဲမှာလူဆုံနေလို့ဘယ်ကောင်ထုလဲဆိုတာကိုသိချင်ရင်လန့်လဲလန့်နေကြပါတယ်။အဲ့ဒီချိန်မှာပဲခွေးနီလို့ခေါ်တဲ့ကောင်ကတကားကိုဖွင့်လိုက်ပြီးစနိုက်ပါကြီးကိုထောက်လိုက်ပါတယ်။တ냐တိုက်တော့မယ်လို့ထင်လိုက်တယ်မလား။မဟုတ်ဘူးနော်။အဲ့ဒီတနက်ကြီးနဲ့ကြော်ရွလန့်ပစ်ပေါက်လိုက်တာပါ။အကုန်လုံးကလည်းလန့်သွားကြပုံရပါတယ်။အဲ့ဒီချိန်ခွေးနီကငါအဖွဲသိကိုရှိုးလိုက်ဆိုပြီးကြော်ကြီးတို့အတန်းထဲကိုခွေးနီအဖွဲသိကဝင်လာပါတယ်။အဖွဲအသက်မှာတော့ဂျက်ကီကွမ်း ရစ်စိန်စနုကြောင်တို့ပါပါလာပါတယ်။ခွေးနီကသူ့အဖွဲ့လည်းရောက်ပြီဆိုတော့ကျော်ကြီးတို့ကို PUBG for passport ချဖို့စိန်ခေါ်လိုက်ပါတယ်။ကျော်ကြီးတို့ကလည်းမျက်လုံးပြုကုန်ပြီးခွေးနီကတော့သူ့အဖွဲ့နဲ့သူပြန်ထွက်သွားပါတယ်။ကျော်ကြီးကတော့ခွေးနီထွက်သွားသွားချင်မဲဘာလို့ချမှာလဲချမနေဘူးကွာဘာဖြစ်လဲလို့ပြောလိုက်ချင်းသူနဲ့ထင်မှတနတ်လေးကရောက်နေပါပြီတနတ်လေးကတော့ချမလာတေမလာလို့မေးလိုက်ပါတယ်ကျော်ကြီးကလည်းကြောက်တူးတုံပြီ စော်မရခင်မသိချင်တော့ forward ball ချဖို့လက်ခံလိုက်ရပါတယ်။ကြော်ကြီးခမသူ့တပည့်တွေနဲ့တနက်600နာကိုလိုက်သွားရပါတော့တယ်။အပြင်မှာတော့သူတို့ကိုခွေးနေတို့ဖွဲ့က helicopter ကြီးနဲ့စောင့်နေပါတယ်။စနုကြောင်ကလည်းဒီနေ့ရသေးဥတုလေးကကောင်းလိုက်တာကွာလို့ထပြောပါတယ်။တနက်ကလည်းမင်းတို့တွေပါလောက်ညာလဲသွားလေလို့ပြောလိုက်ပါတယ်။ပြီးတော့တကောင်ချင်းစီ helicopter စီပြစ်ပေါက်လိုက်ကဟာဟာဟာဆိုပြီးမကောင်းဆိုးဝါးရှိတန်ကြီးရီပြီး ငါဘယင်မှအသေးများဟတ်တက်ကွဲရမယ်ဘူရီတာအဲ့ဒီလိုဆိုလိုက်ပါတယ်အဲ့ဒီချိန်မှာပဲနော့စနိုက်ပါတကောင်က တိုင်းညောင်ဆိုပြီးတနက်ကိုထပ်ပြက်ကငါကမှဘယင်လို့ထပ်ပြောပါတယ်အဲ့ဒီချိန်မှာပဲသူတို့အားလုံးကဟယ်လီကော်ပတာဟယ်လီကော်ပတာနဲ့တိုက်ပွဲနယ်မြေစီသွားကြရပါတယ်ခရီးရဝေလို့တော့ကြော်ကြီးခင်ဗျာသေးပေါက်ချင်တာကို အောင့်ထားရပါတယ်ကဲအခုချိန်မှာဆိုရင်တော့ ်ခွေးနီစနုကြောင့်ဂျက်ကီကွန်းပရိစိန်နှောကတော့အယိုးဝက်ကြီးငစိန်ဖောက်ကောင်တို့နဲ့ fight မှာပဲဖြစ်ပါတယ်နှစ်ဖက်အားကတော့မျှနေတယ်လို့ခန်းစားရပါတယ်ဒါပေမဲ့ဘသူတွေကပယ်လက်နက်တွေဘလုစကေးတွေနဲ့ဘလုတိုက်ခိုက်သွားမလဲဆိုတော့ကိုတော့ဂျင်းခုံစွာနဲ့စောင့်မျှော်ကြည့်ရှုကြရမှာဖြစ်ပါတယ်ကေတာဆိုရင်တော့ပွဲစဉ်လို့စားလိုက်ကြရမှာပြို့တိုက်ပွဲနဲ့မြည်ရတော့ဂျွန်းတကြုံပေါ်မှာဖြစ်ပါတယ်ဘယ်ကြောင်ကနေထွက်လာတဲ့ဂျွန်းလဲတော့ကျွန်တော်တို့လည်းမသိပါဘူးဗျာဖိုင်မဲ့နှစ်ဖွဲ့လုံးကလည်း ဟယ်လီကော်ပတာနဲ့ရောက်လာပြီးဆိုတော့ပွဲလေးစတော့မယ်လို့ထင်ပါတယ်။အဲ့ဒီအချိန်မှာပဲဖောက်ကောင်တို့ဖွဲ့ကိုဟယ်လီကော်ပတာကနေပစ်ချလိုက်ပြီးခွေးနီတို့ကလည်းဆင်းလာပါတယ်။အားလုံးကလက်နက်ကိုစီနဲ့ပြင်ဆင်နေကြပြီးဖြစ်ပါတယ်။ပွဲစဉ်ကလည်း15စက္ကန့်အတွင်းစတော့မှာဖြစ်ပြီး15 14 13 12 11 10ကို၈ခွန်၆၅ လေးသုံးနှစ်တပွဲစတင်ပါပြီဖုတ်ကောင်အယိုးဝက်ကြီးကတော့ပုံမှန်နေရာကိုရောက်အောင်သွားနေပြီငစိမ့်ကတော့ကြောင်တောင်တောင်လေးနဲ့ကြံခဲ့ပါတယ်ငစိမ့်ပီလိုက်မင်းတို့ကလည်းငါ့ကိုထားမသွားကြနဲ့လေကွာခွေးနီတို့ကလည်းသူတို့နေရာကိုစီသူတို့ယူပြီးတိုက်ဖို့ပြင်နေကြပါပြီဖုတ်ကောင်ကတော့စနိုက်ပါကိုပြေးနေရှောင်းတာကတိလေးလွတ်သွားလို့ကြောက်ချီးပါချတော့မလို့မျက်နာနဲ့လန့်ဖြတ်နေပါတယ်သူ့ကိုပြစ်လိုက်တဲ့သူကတော့ပရစိန်ဖြစ်ပြီး ငစိမ့်ကိုပါသူကထပ်ပစ်လိုက်တာကြောင်တောင်တောင်လေးရက်နေတဲ့ငစိမ့်ခက်များပထမဆုံးနေနဲ့ရှော့သွားပြီးပရစ်စိမ့်ကတော့ one kill ရသွားပါပြီမပြီးသေးပါဘူးငစိမ့်ကတည်တဲ့နေရာမှာပဲပြန်ရှင်လာလို့ထပ်ပစ်တာထပ်ပြီးရှင်လာလို့ထပ်ပစ်ရင်သုံးချက်မြောက်ရောက်သွားပါတယ်ဒါကိုထပ်ရှင်လာလို့ပြည့်ရင် kill shot kill shot kill shot နဲ့၆ချက်လောက်ပရစ်စိမ့်ပြတ်တာငစိမ့်လည်းတေလက်ရှင်လိုက်နဲ့သူ့ခုနှစ်တက်မြောက်ကိုရောက်လာပါတယ် ဖောက်ကောင်ကတော့သူ့တငယ်ချင်းကစိန်တေးရှင်ဖြစ်နေမှာဆိုလို့စုဆောင်ပြီးဘောင်းလေးတစ်လုံးနဲ့ပရစိန်ကိုလှမ်းပြလိုက်ပါတယ်။လက်ချက်ကတန်လွန်တော့ပရစိန်ပေးနာတင်ဘုံကရောက်ပြီးပရစိန်လည်းဘုံပေါမှုကြောင့်အောက်ပြုတ်ကျသွားပါတယ်။ပရစိန်ကတော့ကတ်တီလေးလွတ်မြောက်သွားပါတယ်။တစ်ဖက်မှာလည်းဂျက်ကီကွမ်းကတော့သူ့စကေးတွေကိုထောက်မပြခင်ကျွန်တော်ဂျက်ကီကွမ်းပါလို့ပြောပြီးစနိုက်ပါကိုတစ်ချက်ပြစ်လိုက်တာ စနိုက်ပါအကောင်းစားရထားပုံထောက်ပါတယ်။ဂျက်ကီကွမ်းပြစ်လိုက်တဲ့စနိုက်ပါကယူပပေတာသဘောထားကိုကျော်လွန်ပြီး မိုင်နေရအဝေးမှာရှိတဲ့တိုင်ကြီးနောက်မှာပုံနေတဲ့အရုပ်ကိုချက်ချင်းထိသွားပါတယ်။ဂျက်ကီကွန်းဟာယာစမင်အလိုက်ကိုပရိုဂျီဖြစ်မှန်းချီကျူးစရာကောင်းလွန်ပါတယ်။အယိုးကတော့တခါသေးလို့ခွေးနီတို့ဖွဲ့ဟာ kill 7ဖြစ်သွားပါပြီ။စနူးကြောင်နဲ့ဝက်ကြီးကတော့ဒူးဒူပုံတန်ကစားနေကြပါတယ်။စနူးကြောင်ကစနိုက်ပါနဲ့ချိန်ပြစ်ဝက်ကြီးကရှောင်းလိုက်နဲ့ဝက်ကြီးကတော့သူ့ကိုယ်သူရှောင်းနိုင်လို့ဂုံယူနေပါတယ်။စနူးကြောင်ကတော့သူ့အစွမ်းတွေကိုထုတ်သုံးရတော့မယ်ဆိုပြီးစေးတန်ကြီးကိုတစ်ချက်ရှာလိုက်တာ ဘယ်ကမှမသိတဲ့ပါဝါတွေဝင်လာပြီးဝက်ကြီးပုံနေတဲ့နေရာကိုဝက်ကြီးမသိအောင်ယောက်ချလာပါတယ်။ပြီးတာနဲ့ဝက်ကြီးမသိလိုက်ခင်မှာပဲဒါတချောင်းနဲ့ဇွတ်ဆိုပြီးထိုးပြီးနေပါပြီ။ဒီလိုနဲ့ခွေးနေတို့ဖွဲက Gill 8ဖြစ်သွားပါပြီ။စနုကြောင်ကတော့သူ့ကိုယ်သူဟောက်လာပြီးဆိုပြီးပဝင်မြင့်နေချိန်နောက်ကနေဒိုင်းညောင်ဆိုတဲ့အတန်နဲ့အယိုးကလှမ်းပြလိုက်တာကြောင့်တည်သွားပါတယ်။ကြော်ကြီးတို့ဖွဲကတော့ဒီလိုနဲ့ပဲပထမဆုံးစိတ်ဥပေါက် Gill 1ကိုရရှိသွားပါတယ်။ ပရစ်စိန်ကတော့ယူကိုကြောင်ကနေချောင်းပြီးစနိုက်ပါနဲ့မပစ်ဘဲစနိုက်ပါနဲ့လှမ်းပေါက်လိုက်တာ kill 8 to kill 9ဖြစ်သွားပါတယ်ခွေးနီကတော့စနိုက်ပါထဲကြီးစနစ်အများကြီးထည့်ပြီးတရဆက်ကိုပစ်ပါတော့တယ်အဲ့ဒီအချိန်မှာကြောင်ထဲမှာအိတ်နေတဲ့ဖောက်ကောင်ကတရေနိုးထရှောင်းပါတယ်ဒါပေမဲ့လည်းအရှောင်ကောင်းပြီးရှောသွားပါတယ်ရှင်ဂျက်ကီကွန်းကလည်းသူ့ရဲ့အိုင်ဘတ်နဲ့မိုးပေါ်ကနေငစိမ့်လို့ရှိတဲ့နေရာကိုဒုံးကြီးပစ်ချတာရှောကုန်ကြပါပြီ ဒီလိုနဲ့ခွေးနေတုတ်ကတော့ kill 14ဖြစ်လို့နေပါပြီ။ဂျက်ကီကွမ်ကတော့ဟာတိုက်ရင်းနေတောင်းမှာပဲ။ပေကမှမသိတဲ့ကြီးစံတောင်သူ့နှစ်ထင်သာရောက်လာလို့ရှောသွားပါတယ်။ဒါကိုပြစ်လိုက်တဲ့သူကတော့တက်ကူဖြစ်တဲ့အယိုးအမှားကြီးငမဲပဲဖြစ်ပါတယ်။ငမဲရဲ့စကေကတော့အထင်သေးလို့မရတော့အောင်တယ်လီကနက်စစ်နီနက်ကို Genesis Sniper ၃ခုကိုပါလေထဲမြှောက်ထားလိုက်ပါတယ်။တခါပြက်လေချက်နဲ့ပြစ်လိုက်တာနှစ်ချက်ကတော့ပြစ်စိမ့်နဲ့ခွေးနေကိုထိပြီးနှကောင်လုံးရှောသွားပါတယ်။ နောက်တစ်ချက်ကစနှုတ်ကြောင်နဲ့ဂျက်ကီကွန်းကိုထတ်ထိပ်ပြီးထက်လျှောသွားပြန်ပါတယ်။ထက်ပြီးတော့ငမယအားမရသေးပါဘူး။သူ့ရဲ့လေးကိုထုတ်လိုက်ပြီးမိုင်းတရာလောက်ကတံတားအောက်မှာပုံနေတဲ့ပရစိန်ကိုပြစ်ပြီးရှောအောင်လှုပ်လိုက်ပါတယ်။ခွေးနီကတော့ငမယစကေးတွေကိုကြောက်ပြီးတစ်ပင်ကြီးနောက်မှာပုံနေပါပြီ။စနှုတ်ကြောင်လည်းသူ့ဆေးတက်မကင်နိုင်တော့မှန်းသိတော့တိုင်ကြီးနောက်မှာပုံနေတာပါ။ဂျက်ကီကွမ်းကတော့သူ့မှန်ဘလူးနဲ့ငမဲကိုအဝေးကလမ်းကြည့်ပြီး I'm ready လို့ပြောလိုက်ပါတယ် ပြီးတာနဲ့သူရဲ့ stance ကြီးတွေထုတ်တော့ပြီးကြီးစံတစ်ခုပြစ်လိုက်ပါတယ်။ငမဲကတော့ဆရာကြီးဆိုင်နဲ့ပဆက်နဲ့ဖမ်းပြလိုက်တာ။ဂျက်ကီကွမ်ကကြီးစံကိုအဝေးထိန်ခလုံးနဲ့ထိန်လိုက်ပြီးပုံပေါအောင်လှုပ်လိုက်တာငမဲလည်းရှော့သွားပါတယ်။ငမဲပြန်ရှင်လာချိန်မှလည်းအလျှော့မပေးပဲပရစ်စိန်ကထပ်ပြစ်တာတဖန်ပြန်ပြီးရှော့သွားပါတယ်။ခွေးနီကတခါသူ့လေးကြီးနဲ့ပြစ်လိုက်တာ။တိုင်နောက်မှာပုံနေတဲ့ငစိမ့်နဲ့ဖောက်ကောင်ကို တန်းထိသွားပါတယ်။ အရှိကြီးတယောက်ကတော့သူတို့တက်တာအခြေအနေကိုကြည့်ပြီးမဟန်မှန်းသိလို့ဝက်ကြီးကိုဟယ်လီကော်ပတာစီပြန်ခေါ်ပြီးသူကတော့အောက်ကိုဆင်းပြီးငမဲတို့နဲ့အတူတူတိုက်ပွဲဝင်ပါတယ်ဒါပေမဲ့သူကိုဖျောက်ပြီးပရစင်ရှိပေါ်လာပြီးတက်ဖို့အလုံးမှာပဲပရစင်ကတစ်ချက်ပဲပြစ်လိုက်ပေမဲ့အရှိကြီးကတော့ကိုဖျောက်ပြီးသူ့ရှိကနေဟိုရွှေ့တီရွှေ့လောက်ပြနေပါတယ်ပရစင်ကတော့မျက်လုံးပြူမျက်စံပြူနဲ့ကြောက်လန့်နေပါပြီဘယ်အပေါက်ကနေသူ့ကိုလာပြစ်မလဲဆိုတာကိုကြောက်ကြောက်နဲ့တတိထားပြီးလိုက်ရှာနေပါတယ်အဲ့ဒီအချိန်မှာပဲ သူ့ရဲ့အနောက်ကနေရှေ့ကြီးကဖြည်းဖြည်းချင်းပေါ်လာပြီးမင်္ဂလာပါတငယ်ချင်းလေးလို့ပြောလိုက်ပြီးတော့ပရစ်စိန်ရဲ့လက်ဘေးမှာဓာတ်ကိုထောက်လိုက်ပါတယ်အရှေ့ကြီးရဲ့ဓာတ်လက်ချက်မှာတင်ပရစ်စိန်ဟာတိုက်ပွဲကျသွားပါတယ်တက်ပြီးလို့မကြခင်မှာပဲစနုကြောင်ဟာလည်းရောက်လာပါတယ်အရှေ့ကြီးကဆရာကြီးလို့ထင်ရလောက်အောင်ကိုပဲနောက်ကလာတဲ့စနုကြောင်ကိုဓာတ်စာတစ်ချက်ပဲကျွေးလိုက်တာစနုကြောင်လည်းရှောသွားပါလေရောအရှေ့ကြီးကစနုကြောင်ကိုတိုက်ပွဲချပြရနဲ့ခွေးနစ်စီကိုသွားပြီးအပေါ်ကနေစနိုက်ပါနဲ့ထပ်ပစ်လိုက်တာ ခွေးหนีပါလျှော့သွားပါတယ်အဲဒီလိုနဲ့ပဲနှစ်ဖက်အဖွဲချကြတာကြော်ဤတို့အဖွဲက kill 11နဲ့ခွေးหนีတို့အဖွဲက kill 16နဲ့တိတ်မကွာတော့ပါဘူးမပြီးသေးပါရှင်အရှိ GSK ကမကုန်ခန်းသွားပါဘူးအဝေးကနေကြွေးကောက်လာနေတဲ့ကြီးစံဟာအရှိကြီးကိုတဲ့မှန်တော့မယ်ဆိုပေမဲ့အရှိကြီးဟာကောင်းလေးတစ်ချက်မှော့ပြီးအသာအယာလေးရှောင်းနိုင်သွားပါတယ်ဒါပေမဲ့ကောင်းပေါ်တက်တဲ့ကနေကြလာတဲ့ကြီးစံကိုတော့သူမရှောင်လိုက်နိုင်ပါဘူးအလို့နဲ့ပဲအရှိကြီးတယောက်ရှော့သွားတာ တစ်ဖက်က Gil Samting ဖြစ်သွားပါတယ်။ဒါကတော့ skate တော်တဲ့ Jackie Quan လက်ချက်ပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာတော့ Jackie Quan ဟာသူတစ်ဖက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဖောက်ကောင်နဲ့ငစိမ့်ကတော့အသားရဖြစ်နေပြီးငမဲကတော့ကွန်ပျူတာငါးလုံးနဲ့ခွေးနီတို့အဖွဲကိုတိုက်ဖို့လုပ်နေပါပြီ။ဒီလိုနဲ့ပဲငမဲကလေးလိုက်တာ Jackie Quan ရဲ့ကောင်းပေါ်တက်တဲ့ကိုဒုံးကြည့်ကြည့်ကြပြီး Jackie Quan လည်းရှော့သွားပါတော့တယ်။အဲ့ဒီချိန်မှာကျန်းတဲ့သုံးကောင်ကရှော့ရနေရကနေပြန်ပေါ်လာပြီးတိုက်ဖို့လုပ်နေချိန်မှာပဲ ငမဲရဲ့အဝေးထိန်ဒုံးကျည်လက်ချက်နဲ့ထက်လျှောသွားပါတော့တယ်။ချက်ပြီးငမဲကတော့သူ့စကေးတွေကိုထုတ်ပြလိုက်တာ။ခွေးနီတို့စီးတဲ့ဟယ်လီကော်ပတာကြီးပါဒုံးကျည်မှန်ပြီးဟယ်လီကော်ပတာကျိုးပြက်ကျလာပါတယ်။ကြာတောင်ငမဲဟာမလုံလောက်သေးပါဘူး။ပြန်ရှင်လာတဲ့ခွေးနီတို့တစ်တိုက်လုံးကိုဒုံးကျည်နဲ့တရဆက်ပြစ်တာ။ခွေးနီတို့ခမညာသေလိုက်ရှင်လိုက်ဖြစ်နေကြရပါတယ်။အဲ့လိုသေးတာကနေနောက်ဆုံးတော့ကြော်ကြီးတို့အဖွဲ့ဟာ Kill 50နဲ့အနိုင်ရရှိသွားပါတယ်။ငမဲဟာသူ့ရဲ့လက်ကျန်နောက်ဆုံးဒုံးကျည်ကိုတုံးပြီး ခွေးနီကိုပြက်လိုက်ရကနေပြိုင်ပွဲလေးဟာအဆုံးသက်သွားပါတော့တယ်။ဒီလိုနဲ့ပဲတီလိုက်ရှင်လိုက်နဲ့ပြိုင်ပွဲပြန်လိုက်တာညနေဆောင်သွားပြီးတော့ကျော်ကြီးတို့အုပ်စုဟာလည်း Monster School ကိုပြန်လဲရောက်ရှိလို့လာပါတယ်။ဒီလိုနဲ့အားလုံးကတော့ပြိုင်ပွဲပြန်လိုက်လို့ပင်ပန်းသွားကြပေမဲ့ငမဲတယောက်ကတော့ EC ဆိုပြီးပြောလိုက်ပါတယ်။ဒီလိုလေးနဲ့ပဲဗီဒီယိုလေးဟာပြီးဆုံးသွားပြီဖြစ်ပါတယ်။နောက်တဲ့ဗီဒီယိုလေးတွေမှာဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေနဲ့ကြီးမိုးစရာလေးတွေပါမလဲဆိုတာကိုစောင့်ကြည့်ဖို့အတွက် channel လေးကို like and subscribe လုပ်ပေးသွားကြပါလို့ပြောရင်းဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ကြရပါမယ်ရှင်။